ပရိတ်တဲ့အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင်ပရိတ်တဲ့တဲ့ခုနကတင်ဆက်ပေးမယ်တရင်ချောင်းတွေကတော့စစ်တပ်ကစစ်မှုထမ်းခိုင်းရန်မိပါမယ်အကြောင်းနဲ့ဖုန်ကြီးချောင်းမှလူငယ်များရဲ့အစင်းများကိုပါကောက်ခံနေပြီးစစ်တပ်နဲ့တက်ရမယ့်လူငယ်များကိုကြိုတင်ဖမ်းဆီးထိတဲ့မှုများလှုံ့ဆော်လာနေပြီးဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ဘောကိုရိုင်းပြည်မျိုးတွေအကြံပေးစစ်တပ်ကစစ်မှုထမ်းရန်မိပါမယ်ကြောင်းများနဲ့ဖုန်ကြီးချောင်းများတွင်နေထိုင်ခဲ့တဲ့လူငယ်များရဲ့အစင်းများကိုပါလမ်းလမ်းကောက်ခံနေကြောင်းဒေတာပြည်သူများကပြောဆိုထားဖြစ်ပါရယ် မစလာပိုင်းရနေစတဲ့ပြီးပြည်မျိုးပေါ်တွင်အကြံဖက်စကောင်းစီရဲ့မျိုးပေါ်ပြည်သူစစ်မှုထမ်းစစ်ခေါ်ရေးအဖွဲ့ရဲ့ညွန်ကြားချက်ဖြင့်မိဘမဲ့အကြောင်းများနဲ့ဘုံကြီးကျောင်းတွင်နေထိုင်သူလူငယ်များကိုပါစစ်မှုထမ်းရအမိစံလိုင်းလိုင်းကောက်ခံနေခြင်းဖြစ်ကြောင်းချုပ်ပြင်းစည်ကောက်ခံမှုနဲ့အတူစစ်မှုထမ်းရမယ်လူငယ်များချက်ပြင်းမိကိုစိုးရိမ်၍လူငယ်များကိုကြိုတင်ဖမ်းဆီးထိတ်သိမ်းပြီးစစ်တပ်ထက်တို့ပို့ဆောင်နေရှိနေကြောင်းသိရှိရပါသည် ညီမျိုးပေါ်ကဖုန်ကြီးကျောင်းတွေမှာနေထိုင်ခဲ့တဲ့လူငယ်တွေနဲ့မိဘမေကျောင်းအလူငယ်တွေရဲ့အမိစင်းတွေကိုတက်ဆိုင်ရရက်ွက်ရှာရင်မှုတွေနဲ့ထွေအုပ်စင်းတွေဒီရဲ့ပိုင်းမှာအောက်ရွတ်သွားလို့သိရပါတယ်။တချို့ကတော့ကျောင်းတွေမှာလိုက်ကောက်ပါတယ်။တချို့ကျောင်းတွေကျတော့လည်းတွားကောက်ရင်ထွက်ပြေးမှဆိုးလို့စင်းတွေကိုရက်ွက်အတွင်းကစိန်မှုရှာရင်မှုထွေအုပ်စင်းနဲ့အစင်းမတွေကရက်ွက်ရုံမှာပဲကိုယ်တိုင်စင်းပြုစုနေတယ်လို့သိရပါတယ်။ဟိုဒီတော့ပြည်သူတွေကပြောဆိုထားဖြစ်ပါတယ်။ ချုပ်ပြင်းရန်ကုန်မြို့ကမာရုံမြို့နယ်လေတန်းတွင်လည်းလူမိုက်အဖွဲ့များကစူးမှုထမ်းခိုင်းရန်ဖမ်းဆီးထားတဲ့လူငယ်များကိုမြို့နယ်ချုံရုံတွင်မောက်ပွတင်းစစ်ဆေးချက်ရွေးယူကာစစ်တပ်တွေတို့ပို့ဆောင်နေကြောင်းဒေတာပီတူများကရှင်းလုပ်ခဲ့တဲ့တင်ဆက်တာထပ်တို့ပြောဆိုထားဖြစ်ပါရယ်။မဆလာပိုင်းမဆာတင်ကကမာရုံမြို့နယ်လေတန်းတွင်အကြံဖက်စစ်တပ်ကလူငယ်များကိုပေါ်ရဆွဲဖမ်းဆီးရန်လွတ်ထားတဲ့လူမိုက်များကလူတော်လူလားပြည့်တဲ့နေရာများတွင်အိတ်စီကားများဖြင့်စောင့်ကြိုဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရှိရပါရယ်။ သူတို့ဘော်ဒါဆွဲဖမ်းဆီးထားတဲ့လူငယ်များကိုနန္ဒတော်တရာအစင်ရှိမြို့နယ်ထရိုးရုံတွင်ခေတ္တထိတ်သိမ်းပြီးရနောက်စမှုချင်းအကြံပေးစစ်တပ်ရဲ့စစ်တောင်းဆူဆောင်ရေးတပ်များချမ်းတို့ပို့ဆောင်နေခြင်းဖြစ်ကြောင့်ပေါ်ရဆွဲဖန်ဆင်းပေးတဲ့လူမများကိုလည်းစစ်တပ်ကလူငယ်တအူကိုဖမ်းပေးနိုင်ပါကငွေကျပ်၃သိန်းပေးဆောင်နိုင်ကြောင်းသိရှိရပါသည်။ လဲထဲမှာလူငယ်တွေဆက်တိုက်ပေါ်လာဆွဲဖမ်းဆီးခံရပါတယ်။ရုပ်ပြက်ဆင်းပြက်ကိုလိုက်ဖမ်းနေတာ။အခုကပေါ်တင်လို့ဖြစ်လာပြီးကားပေါ်ကိုဆွဲဆွဲပြီးတင်သွားတာ။သူတို့ကအဲ့တလိုပေါ်လာဆွဲပြီးရတဲ့နာနတ်တော်တရာအစင်ကချွေအုပ်ရုပ်ကိုခေါ်သွားပါတယ်။အဲ့ဒီရုံမှာသူတို့ဆွဲထားတဲ့သူတွေအပြစ်ပဲပေါ်လာဆွဲဖမ်းဆီးပေးတဲ့လူမိုက်တွေကိုလည်းတယောက်ရရင်၃သိန်းပေးတယ်လို့သိရပါတယ်။ဟုတ်လဲထဲတွေနေထိုင်ခဲ့တဲ့ကမာရွမြွနဲ့ မြန်လေးလုံးဆိုင်ယာပရဟိတအပွဲမင်းတို့ကပြန်ဆွထားဖြစ်ပါရီချောင်းရဲ့တက်ဆက်ပြုံးမှာကျွန်မရဲ့ကြာနာကိုပြပါရှင်အပင်နာဆင်မှုအတွက်သူပဲကျေးဇူးတင်ရှိပါရှင်